အမေရိကန်ရေတပ်ရဲ့လေယာဉ်တင်သင်္ဘောကြီး USS Harry S Truman ဟာတပတ်အတွင်းဒုတိယမြောက် FA-18 တိုက်လေယာဉ်တစ်စီးကို မတော်တဆဆုံးရှုံးခဲ့ရပြန်ပါတယ် USS Harry S Truman ဟာရေမင်းခြေဆိုင်ဟိုတီလက်နက်ကင်အင်အားစုတွေကိုတိုက်ခိုက်နေတဲ့စစ်စင်ရေးတွေမှာပါဝင်တဲ့လေယာဉ်တင်သင်္ဘောကြီးနှစ်စီးတဲ့ကတစ်စီးဖြစ်ပါတယ် USS Harry S Truman ပေါ်ကိုတိုက်လေယာဉ်ကဆင်းသက်ချိန်မှာ အမအရင်တစ်ခုခုကြောင့်ပြေးလမ်းကနေကျော်ထွက်ပြီးပင်လယ်ထဲကျဆင်းသွားတာလို့ CNN သတင်းဌာနက မေလ6ရက်နေ့မှာဖော်ပြခဲ့ပါတယ်။လေရင်ဆုံးရှုံးသွားမှုကိုယုံကြည်ရတဲ့သတင်းရင်းမြစ်5ခုကအတည်ပြုထားပေမဲ့အသေးစိတ်အချက်အလက်တွေကိုတော့မသိရသေးဘူးလို့ CNN ကဆိုပါတယ်။ဒါပေမဲ့လေရင်မှု2ယောက်စလုံးကတော့အန်ဒရယ်ကင်းခဲ့တယ်လို့သိရတာပါ။လေရင်မှု2ယောက်ကိုတော့ရေတက်ရဟယင်တစီကရှာတွေ့ပြီးကယ်ဆယ်နိုင်ခဲ့တာဖြစ်ပါတယ်။ American ကာကွယ်ရေးဝန်ကြီးဌာနကတိုက်လေရင်နဲ့ပတ်သက်တဲ့သတင်းတွေကိုရေတက်နဲ့စေဦးစီဘဟုဌာနကဖြေကြားလိမ့်မယ်လို့ပြောထားပါတယ်။ ဒါပေမဲ့အဲ့ဒီအဖွဲ့အစည်းနှစ်ခုစလုံးကတော့ဘာမှချမ်းမှမပေးသေးပါဘူး။လွန်ခဲ့တဲ့တပတ်လောက်ကလည်းဟိုတီရီပြစ်ခတ်တဲ့ဒုံးကြီးကိုတင်းဘောကကွေ့ပတ်မောင်းနှင်ရင်ရှောင်းတိန်ချိန်မှာ USS Harry S Truman ရဲ့ကုန်းပတ်ပြေးလမ်းပေါ်ရှိနေတဲ့ FA-18 တစ်စီးဟာတွဲထားတဲ့ကရင်ကားနဲ့အတူပင်လယ်ထဲပြုတ်ကျခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်မှာလည်းလေယာဉ်ကိုပြန်ဆယ်မရဘဲဆုံးရှုံးခဲ့ရတာပါ။ Super Hornet လို့ကုန်းနာမည်ခေါ်ဝေါ်လေးရှိတဲ့ FA-18 တွေဟာ အမေရိကန်ရေတပ်ရဲ့အားအထားအရဆုံးတိုက်လေရေးအမျိုးအစားတွေဖြစ်ပြီးဒဇီးကိုဒေါ်လာ360ကျော်လောက်တန်ကြေးရှိတယ်လို့သိရပါရရှင်